င်္ဂလာပါရှင်။ကမ္ဘာလိုက်နိုင်ရာရီစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ထူးခြားတဲ့ယဉ်ကျေးမှုတဘာဝနဲ့ခေမီနီပညာရေးပေါင်းစပ်ထားတဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံရဲ့အကြောင်းကိုဒိုင်ယာရီကနေမျှဝေပြသမှာပဲဖြစ်ပါရစေ။ဘလို့ကြောင့်အမျိုးလေးဖြစ်မလဲဆိုတာကိုတော့ဒိုင်ယာရီစီစဉ်လေးကိုဆက်လက်ကြည့်ပေးအောင်နော်။ ဂျပန်နိုင်ငံကအာရှတိုက်ရဲ့အရှိဘတ်မှာတည်ရှိနေပြီးတော့ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ဂျပန်နိုင်ငံကကျွန်းစီလေးကျွန်းကျွန်းငယ်ပေါင်း6800ကျောင်းဖွဲ့စည်းထားတဲ့ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီကျွန်းတွေက260လောက်မှာပဲပြည်နေထိုင်ကြတာပါ။ဒါကြောင့်ဂျပန်မှာကုန်းတွေနေနိုင်တဲ့ထိစပ်နေတဲ့အိမ်ကြီးချင်းနိုင်ငံမရှိပါဘူး။အရှိဘတ်မှာပစိဖိတ်သမုဒ္ဒရာအနောက်ဘက်မှာဂျပန်ပင်လယ် မြောက်ဘက်မှာ Okus ပင်လယ်တောင်ဘက်မှာရှေတရုတ်ပင်လယ်တွေနဲ့ဝန်းရံကြတဲ့ကျွန်းစုတောင်တွေဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့အစည်းအဝေးအဆိုလို့ရှိရင်တော့တသိန်းလီတောင်5939စုရမ်းလိုက်ချင်ပြီးတော့ကမ္ဘာမှာ62ခုရောက်အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒီဂျေဝန်းရံ90ရာခိုင်နှုန်းလေးပါကတောင်လမ်းတွေနဲ့တက်တော်တွေဖြစ်ပြီးတော့စိုက်ပျိုးရှိတဲ့လူနေထိုင်မှုမတင်လျော်ပါဘူး။ဂျပန်မှာအသက်ဝင်နေတဲ့မိတောင်100ကျော်ရှိပြီးတော့ ကမ္ဘာအကြီးဆုံးနှိမ့်ချောင်းတွေကတစ်ခုဖြစ်တဲ့ဖူဂျီတောင်ကဆိုလို့ရှိရင်လည်းဂျပန်နိုင်ငံမှာတည်ရှိနေရပဲဖြစ်ပါတယ်။ဂျပန်ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့ဘင်းရဲ့အစိုးရစနစ်ကိုကျင့်သုံးတဲ့ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံလေးဖြစ်ပါတယ်။ဒီစနစ်မှာနိုင်ငံရဲ့ခေါင်းဆောင်ကဧကရဘင်းရင်ဖြစ်ပေမဲ့ဘင်းကအစိုးရကိုတိုင်းရဲ့အုပ်ချုပ်တာမျိုးမဟုတ်ပါဘူး။နိုင်ငံရေးအာဏာကိုပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့တော်တော်ကိုယ်စားလှယ်ရဲ့အစိုးရအဖွဲ့ကတိုင်တွင်အုပ်ချုပ်တာပါ။ဒါကြောင့်ဂျပန်ကိုဒီမိုကရေစီနိုင်ငံလို့သတ်မှတ်နိုင်ပါတယ်။ ဂျပန်နိုင်ငံသားတွေကလက်လက်စွာနေပေးနိုင်ခွင့်ရှိပြီးတော့နိုင်ငံရေးမှလည်းပါဝင်ခွင့်ရှိပါတယ်။ဂျပန်ကိုတည်နေ48ခုနဲ့ဖွဲ့စည်းထားပါတယ်။ဂျပန်မှာပြည်နယ်ကိုပြည်ပချာလို့ခေါ်ဆိုပြီးတော့အုပ်ချုပ်ရေးဆိုင်ရာအစိတ်ပိုင်းတွေဖြစ်ကြပါတယ်။ဒီပြည်နယ်48ခုကိုဒေတာရင်းရှိဖို့ဖြစ်လဲသတ်မှတ်ခွင့်ရထားပါတယ်။အဲ့ဒီဒေတာရင်းရှိဖို့ကတော့ဟိုကိုင်ဒိုတိုဟိုကိုကန်ဒိုချူဘူကန်ဆိုင်ချူဘူကိုရှီဂိုကို ကျူရှုနဲ့အိုကီနာဝါတို့ပဲဖြစ်ကြပါတယ်။ဂျပန်နိုင်ငံရဲ့ဒုကြရဲ့ချက်တွေကတခုကတော့ကမ္ဘာပေါ်မှာတက်တန်းရှိဆုံးနေထိုင်ကြတဲ့သူတွေအများဆုံးရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေရပါ။ဒါပေမဲ့တစ်ချိန်တည်းမှာပဲဝေးပွားလုံးကအရင်ကနေပါနေရကြ။လူငယ်လူကြီးကတဖြည်းဖြည်းညှို့နေလာပြီးအသက်65နှစ်ထက်အနည်းငယ် ဒီလိုမျိုးလူ့ရေတက်ခြင်းမှုပြဿနာကိုဖြေရှင်းဖို့အတွက်ဂျပန်ဆူရကဒီပြင်နာနဲ့ဆက်ရုပ်တွေကိုအသုံးပြုပြီးတော့အသက်ကြီးသူတွေကိုကုလီစောင့်ရှောက်ပေးနိုင်ဖို့တိုးစားနေတာကိုလည်းတွေ့ရပါတယ်။မိအောင်တွေကလည်းဂျပန်ရဲ့ထူးခြားတဲ့အချက်တွေနဲ့မှာပါဝင်ပါတယ်။ဂျပန်က Pacific Ring of Fire လို့ခေါ်တဲ့ Pacific မိအောင်ကွယ်နယ်မှာတည်ရှိနေတဲ့အတွက်မိအောင်ပေါင်း130ခုရှိပါတယ်။ဒီမိအောင်တွေကအများစုကလှုပ်ရှားနေတဲ့မိအောင်တွေဖြစ်ပါတယ်။ ဇပန်ရဲ့အကျော်အကြမ်းဆုံးနဲ့အမြင့်ဆုံးမိတောင်ကတော့ဖူဂျီမိတောင်ဖြစ်ပါတယ်။ဒီမိတောင်ရဲ့အကျိုးဆက်အနေနဲ့ဇပန်မှာသဘာဝရေပူဇံတွေအများအပြားရှိနေတာလေထူးခြားတဲ့အချက်တစ်ခုပါပဲ။ဇပန်လူမျိုးတွေကဒီရေပူဇံတွေကိုအပန်းဖြေဖို့နဲ့ကျန်းမာရေးအတွက်အစဉ်လာတိုင်းအသုံးပြုကြလို့ရှိပါတယ်။ဇပန်ဘာသာစကားမှာမိဂနန်ကိုရှိလို့အတန်းဖတ်တာကတေချင်းရှိလို့အတန်းဖတ်တာနဲ့ဆက်တွဲရတာကြောင့်ငင်္ဂလာမရှိတဲ့ကိန်းဂနန်ကိုတမ်းမှတ်ကြပါတယ်။ဒါကြောင့်အောက်ဆောင်မီမှာနံပါတ်၄ဆောင်ကိုရှောင်လာမျိုး က်ဆောင်ပြသပေးတဲ့အခါမှာလည်းလေးလုံးတွဲပြီးမပေးတာမျိုးရှိတတ်ပါတယ်။ဂျပန်ကစက်ရုံနည်းပညာမှာအလွန်တိုးတက်တဲ့နိုင်ငံဖြစ်ပြီးတော့ဟော့ဂျယ်ရီ၊စားသောက်ဆိုင်တွေနဲ့တခြားနေရာတွေမှာပါစက်ရုံတွေကိုအသုံးပြုနေရှိပါတယ်။တချို့ဟော့ဂျယ်ရီမှာစက်ရုံတွေကပဲ check-in လုပ်ပြီးရအိတ်တွေကိုသင်ဆောင်ပေးတာမျိုးလည်းရှိပါတယ်။ဂျပန်ရဲ့ပထဝီဝင်နေသားကအရင်ကိုထူကြပါတယ်။ဂျပန်နိုင်ငံကကျုံပေါင်း6852ခုနဲ့ဖွဲ့စည်းထားတဲ့ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။အဲ့ဒီထဲကဟွန်ရှူ၊ဟိုဂိုင်ဒို ကျူရှုနဲ့ရှီကိုကိုဆိုတဲ့ကျွန်းကြီးလေးကနိုင်တဲ့အေရီးယားအများစုကိုနှံချုပ်ထားပါတယ်။ဂျပန်ပြည်မျက်နှာသွင်းပြီး85ရာခိုင်နှုန်းလောက်ကတောင်းဝင်နေပြီးနေပါတယ်။ဒါကြောင့်နေထိုင်ဖို့နဲ့စိုက်ပျိုးဖို့အတွက်ပြည်ပြည်လူမျိုးကနေပါပြီးတော့လူကြီးတိတ်တဲမျိုးကြီးတွေကကဲယူနဲ့ဖိသားတွေမှအများဆုံးတရှိကြပါတယ်။ဂျပန်ကပစိဖိတ်မီးတောင်ကွင်းလို့ခေါ်တဲ့မြလီနဲ့မီးတောင်လှုပ်ရှားမှုများတဲ့ဒေသမှာတည်ရှိပါတယ်။ဒါကြောင့်မီးတောင်ပေါင်း130ကျော်ရှိပြီးတော့မြလီတွေလည်းမကြာခဏလှုပ်နေရှိပါတယ်။ ဒီလိုမျိုးပထဝီဝင်နေထားကြအောင်ဂျပန်မှာရေပူစမ်းလေးညပြလေးရှိနေတာပါဂျပန်ကမြောက်ဖက်ဆုံးကနေတောင်ဖက်ဆုံးအထိတော်တော်လေးရှည်လျားတဲ့အတွက်ရာသီဥတုကဒေသလိုက်ကွဲပြားပါတယ်။မြောက်ဖက်ဟိုကိုင်ဒိုဒေသမှာတော့ဆောင်းလေးမှာနှင်းတွေထူထပ်စွာကြားလေးရှိပြီးတော့တောင်ဘက်အိုကီနာဝါလိုကျွန်းတွေမှာတော့နှွေးချွေးတဲ့တမပိုင်းဒေသရာသီဥတုကိုတွေ့ရပါတယ်။ ဒါပေမဲ့နိုင်ငံတဝန်းလုံးမှာတော့ရာသီဥတုလေးမျိုးကိုရှင်းရှင်းလင်းလင်းခန်းစားရပါတယ်။ဂျပန်နိုင်ငံလူရီယာဆိုလို့ရှိရင်တော့122တန်းတော်ရှိပြီးတော့တာကကမ္ဘာပေါ်မှာ17ခုမြောက်လူရီအများဆုံးနိုင်ငံဖြစ်ပါတယ်။လူရီတိတ်တဲစားမြင့်မားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့နိုင်ငံ80ရာခိုင်နှုန်းကျော်ပါတောင်နှမ်းမြေဖြစ်တာကြောင့်လူတွေကကမ်းရိုးတဲ့ဒေသတွေနဲ့မြို့ကြီးတွေမှာစုပြုံနေထိုင်ကြပါတယ်။ ဂျပန်နိုင်ငံကရွှေပြောင်းနေထိုင်သူတွေပုံများတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံစုဝေးနေထိုင်တဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။တိုကျိုဂျိုတိုအိုဆာကာလိုရေးပါတဲ့မြို့ကြီးတွေဟာဆိုလို့ရှိရင်တော့ဖွန်ယူကျွန်းပေါ်မှာတည်ရှိနေပြီးတော့ဂျပန်နိုင်ငံရဲ့အကြီးဆုံးကျွန်းဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာယာမာတိုမျိုးစုတွေကအဓိကနေထိုင်ကြပြီးတော့ဂျပန်လူဦးရေ68%ရာခိုင်နှုန်းကျော်ကယာမာတိုလူမျိုးတွေပဲဖြစ်ပါတယ်။ သူတို့ကဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုဒလိထုံတန်းဘာသာစကားတို့ကိုထိမ့်သိမ်းထားသူတွေဆိုလို့ရှိရင်လည်းမမပါဘူးဂျပန်နိုင်ငံရဲ့ထင်ရှားတဲ့အဖြစ်အပျက်တစ်ခုကတော့ဂျပန်တမိုင်းမှာနှစ်ပေါင်း900နီးပါးကြာမြင့်ခဲ့တဲ့ရှေးလျပြီးအရေးပါတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်ဒီအချိန်မှာဂျပန်နိုင်ငံကိုအီကရစ်ဘီယင်ကဆိုင်ယံပေါ်မှာသာအုပ်ချုပ်သူဖြစ်တည်ရှိပြီးတော့တကယ့်အာဏာကိုတော့ရှိုးကန်လို့ခေါ်တဲ့စစ်ခေါဆောင်ကြီးတွေကကင်တွဲအုပ်ချုပ်ခဲ့ပါတယ် AK ရဲ့ထူးခြားချက်ကတော့ဆာမူရိုင်းလို့ခေါ်တဲ့စစ်သည်တော်တွေရဲ့အခမ်းအနားပဲဖြစ်ပါတယ် သူတို့ကရှိုးကန်းအောင်မှာတစ္ဆာခံပြီးတော့တိုင်းပြည်ရဲ့လုံခြုံရေးကိုတာဝန်ယူခဲ့ကြပါတယ်။ဆောင်ဘူရိုင်းနေကတိုက်ခိုက်ရေးမှာကျွမ်းကျင်ရုံသားမကဘဲနဲ့ပူရှိတို့လို့ခေါ်တဲ့ခုံသိခါနဲ့ကျေဝေကိုအနေထားတဲ့စီကန်တင်ချက်တဲ့ဘဝပုံစံကိုလိုက်နာခဲ့ကြပါတယ်။ဒီအုပ်ချုပ်ရေးကာလကရှေ့ကြဆုံးနဲ့အတင်းငိမ့်ဆုံးဖြစ်ပြီးတော့ဂျပန်ကိုနှစ်ပေါင်း150ကျော်ပြင်ပကမ္ဘာနဲ့အဆက်အသွယ်ပြတ်တောက်စီခဲ့ပါတယ်။ဒါကြောင့်ဂျပန်ရဲ့ကိုယ်ပိုင်ငင်ချင်းမှုမှုပညာနဲ့ဓလိထုံးတဲ့တွေကအရှိန်ဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။ ဆောင်ဂရိုင်းကရဲ့အဆုံးသက်ကတော့မေဂျီပြန်လဲထူထောင်ရေးပဲဖြစ်ပြီးတော့ရှိုးကန်နဲ့ဆောင်ဂရိုင်းစနစ်ကိုအပိတိုင်ဖြတ်သိမ်းခဲ့တာကြောင့်တီခိရဲ့တမိုင်းကဂျပန်ကိုခင်မီနိုင်ငံဖြစ်ပြောင်းလဲစေခဲ့တဲ့အရေးပါတဲ့အဆောင်အမတ်တစ်ခုလို့ဆိုနိုင်ပါတယ်ဂျပန်နိုင်ငံရဲ့နောက်ထပ်ဖြစ်ရတဲ့ကူကတော့ဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်နိုင်ငံကမဟာမိတ်တပ်ဖွဲ့တွေကိုလက်နက်ချဖို့ညှင်းဆန်နေခဲ့ပါတယ်။ စစ်ပွဲကိုအလင်းမြန်အောင်တက်ဖို့နဲ့မာမိတ်စစ်သားတွေရဲ့အသက်ဆုံးရှုံးမှုကိုရှော့ချနိုင်ဖို့အတွက်အမေရိကန်သမ္မတဟယ်ရီထရူမန်ကအနုပြုပုံအသုံးပြုဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒီလိုနဲ့1945ခုနှစ်အောက်တိုဘာ6ရက်နေ့ရောက်မှာတော့ဂျပန်နိုင်ငံဟီရိုရှိမားမြို့ကိုအမေရိကန်ကပထမဆုံးအနုပြုပုံကိုကျင်းပခဲ့ပြီးတော့ Little Boy လို့တောင်အမည်ပေးခဲ့ပါတယ်။ ဘုံပေါက်ကွဲမှုကြောင့်မြို့ရဲ့60ရာခိုင်နှုန်းလောက်ပျက်စီးခဲ့ရပြီးတော့လူပေါင်း8000ကျော်ချက်ချင်းသေဆုံးခဲ့ပါတယ်။ဆေးပြီးမှာတော့ဒဏ်ရာကြီးတင်ပြီးဒဏ်ရာရရှိမှုတွေကြောင့်သေဆုံးသူစုစုပေါင်းက3400ခန့်တိရှိခဲ့ပါတယ်။ဒီလိုနဲ့3ရက်ကြာ1945ခုနှစ်ဩဂုတ်လ9ရက်နေ့မှာတော့နာဂါဆာကီမြို့ကိုဒုတိယကြိမ်ထပ်မံပုံစံတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လူပေါင်း4000လောက်ချက်ချင်းသေဆုံးခဲ့ပြီးတော့နောက်ပိုင်းမှာသေဆုံးသူစုစုပေါင်းက9000ကျော်ရှိခဲ့ပါတယ်။ ဒီပုံကျဲတိုက်ခိုက်မှုတွေက၃ရက်ကြာဖြစ်ပွားခဲ့ပြီးနောက်မှာတော့ဩဂုတ်လ15ရက်နေ့မှာဂျပန်နိုင်ငံကမဟာမိတ်တပ်ဖွဲ့တွေကိုလက်နက်ချခဲ့ပါတယ်။ဒီဖြစ်ပျက်ကဒုတိယကမ္ဘာစစ်ကိုအပိသက်စေခဲ့တယ်လို့ကမ္ဘာသမိုင်းမှာပထမဆုံးအကြိမ်နျူကလ িয়ার လက်နက်ကိုအသုံးပြုခဲ့တဲ့အဖြစ်ပျက်ဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိချိန်မှာတော့ဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေမှာအနုပြုပုံကျဲခံရခြင်းကိုအမှတ်ရစေဖို့အတွက်ငြိမ်းချမ်းရေးပန်းချံများနဲ့အထိမ်းအမှတ်ပြလိုက်တွေတည်ဆောက်ထားပြီးတော့အနာဂတ်မှာနျူကလ িয়ার လက်နက်တွေထပ်မံအသုံးမပြုဖို့အတွက်ကမ္ဘာကိုအသိပေးနှိုးဆော်နေပါတယ်။စစ်ပွဲပြီးမှာတော့ဂျပန်ကအမေရိကန်ရဲ့အကူအညီနဲ့စီးပွားရေးကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးကမ္ဘာထိပ်တန်းစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်ကဖူမီယိုကီရှိဒါဖြစ်ပြီးတော့နိုင်ငံတော်ရဲ့အမြင့်ဆုံးအုပ်ချုပ်ရေးအာဏာကိုကင်ဆယ်ထားသူဖြစ်ပါတယ်။ဝန်ကြီးချုပ်ကဝန်ကြီးများအဖွဲ့ကိုဖွဲ့စည်းပြီးတော့နိုင်ငံရဲ့မူဝါဒတွေ၊စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်တွေကိုတိုက်ရိုက်ဦးဆောင်စီမံပါတယ်။ဒါပြင်နိုင်ငံတကာဆက်စပ်ဥပဒေကြမ်းများတင်သွင်းခြင်းစာရာတွေကိုအဓိကထားလောက်ဆောင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ပါလီမန်ကအလို့အရေးပါပြီးတော့ဝင်ကြီးချုပ်နဲ့အစိုးရအဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေကိုစောင့်ကြည့်ပြီးတော့လိုအပ်ရင်အစိုးရကိုယုံကြည်မှုမရှိကြောင်းမဲခွဲပြီးတော့ဖြုတ်ချနိုင်ပါတယ်။ဝင်ကြီးချုပ်ကလည်းပါလီမန်ကပဲရွေးချယ်တင်မြှောက်တာဖြစ်ပြီးတော့ဝင်ကြီးချုပ်ကပါလီမန်ရဲ့ထောက်ခံမှုကိုအစဉ်တစိုက်ရယူထားဖို့လိုအပ်ပါတယ်။ ဂျပန်နိုင်ငံမှာဝန်ကြီးချုပ်ကအုပ်ချုပ်ရေးအကြီးအကဲဖြစ်ပြီးတော့ပါလီမန်ကတော့ဥပဒေပြုရေးရအားအားကိုကင်ဆယ်ထားတယ်ပြီးအစိုးရကလည်းထိန်းချုပ်ကြီးကျက်တဲ့အဓိက institution တစ်ခုဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ပါလီမန်ဆိုလို့ရှိရင်အောက်လွှတ်တော်နဲ့အထက်လွှတ်တော်ဆိုပြီးတော့လွှတ်တော်နဲ့ရရှိပါတယ်။အောက်လွှတ်တော်ကပုံပြီးအာဏာရှိပြီးတော့နိုင်ငံတော်ရဲ့ကိစ္စအရရကိုအဓိကထားဆုံးဖြတ်ကြပါတယ်။ကမ္ဘာတတိယအကြီးဆုံးစီးပွားရေးစနစ်ကိုပိုင်ဆိုင်ထားပြီးတော့ကုန်ထုတ်လုပ်ငန်း၊စက်မှုလုပ်ငန်းဖြင့်ဒီပညာများဖြင့်လည်းထင်ရှားနေနိုင်ငံတော်နိုင်ငံဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေကအဓိကအစားအစာဖြစ်တဲ့ငားနဲ့ရေထွက်ပစ္စည်းတွေကိုအများဆုံးစားသုံးကြတာကြောင့်ဒီလုပ်ငန်းဟာဂျပန်ရဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုမှာအလွန်အရေးပါပါတယ်။ဂျပန်နိုင်ငံကကျွန်းစုနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာငားထွက်ကုန်စုစုပေါင်းရဲ့900ဂိုင်းလုံးလောက်အထိကိုထုတ်လုပ်ပါတယ်။စမုလုပ်ငန်းမှာလည်းထင်ရှားပြီးတော့ကားထုတ်လုပ်ခြင်းနဲ့ electronic လုပ်ငန်းတွေအရဆိုလို့ရှိရင်ဂျပန်နိုင်ငံရဲ့စီးပွားရေးမှာအဓိကအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။စီးပွားရေးကောင်းမွန်လာတာနဲ့အမျှအနည်းပညာပိုင်းအရဆိုလို့ရှိရင်လည်းတိုးတက်လာခဲ့ပါတယ်။ ကမ္ဘာကျော်ကားကုမ္ပဏီတွေဖြစ်တဲ့ Toyota, Honda, Nissan စတဲ့ကားများထုတ်လုပ်နိုင်သလို Sony, Panasonic, Canon တို့လိုမျိုးနာမည်ကြီးကုမ္ပဏီတွေကနေကမ္ဘာကို electronic ပစ္စည်းတွေ စက်ကရီယာတွေနဲ့မိုက်ခရိုချစ်တွေအမြောက်များတင်ပို့နေပါတယ်။စက်မှုနဲ့နီးပညာကဏ္ဍကနိုင်ငံရဲ့စီးပွားရေးမှာအများဆုံးအထောက်အကူပြုနေရပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံကစမ်းသစ်တီထွင်မှုအဆင့်မြင့်နီးပညာနဲ့ခိုင်မာတဲ့လုံတိုင်းအင်အားစုတွေကြောင့်ကမ္ဘာစီးပွားရေးမှာခိုင်မာတဲ့နေရာတစ်ခုကိုဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ဂျပန်နိုင်ငံရဲ့ပညာရေးစနစ်ကကမ္ဘာအဆင့်မှီပြီးတော့စီကံစူးစမ်းအထောက်အမှုနဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကိုအဓိကအလေးပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ ဂျပန်မှာအစိုးရအကြောင်းတွေနဲ့ပုဂ္ဂလိကအကြောင်းတွေရှိပြီးတော့အစိုးရအကြောင်းတွေကိုပို့ပြီးအားထားလေ့ရှိကြပါတယ်။မူလတန်းနဲ့အလဲတန်းပညာရေးဟာမဖြစ်မနေသင်ယူရမယ့်ပညာရေးဖြစ်ပြီးအစိုးရအကြောင်းတွေအတွက်အကြောင်းလောက်ကပေးစရာမလိုတဲ့ပညာရေးစနစ်ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ မူလာထဲမှာအကြောင်းသားတွေကစာသင်ယုံမကဘဲနဲ့စီကံတန်ရှင်ရင်းနဲ့အချင်းချင်းကူညီခြင်းစတဲ့လူမျိုးရေးဆိုင်ရာကျွမ်းကျင်မှုတွေကိုပါလေ့ကျင့်ပေးပါတယ်။ဥပမာအဖြစ်အကြောင်းတွေမှာတန်ရှင်ရင်းကိုအကြောင်းသားတွေကိုယ်တိုင်လှုပ်ကြရပါတယ်။ဂျပန်မှာတက္ကသိုလ်ဝင်ခွင့်ဆောင်ပေးပွဲတွေကအလွန်ပြင်းထန်ပြီးတော့အပြိုင်ဆိုင်များပါတယ်။ဒါကြောင့်အကြောင်းသားတွေကအထက်တန်းကျောင်းတက်နေရင်းနဲ့ပဲဂျူခုလို့ခေါ်တဲ့ဂျူရှင်အကြောင်းတွေမှာပါဝင်ခွင့်ဆောင်ပေးပွဲအတွက်ကြိုးတင်ပြင်ဆင်ကြရပါတယ်။ ဒီလိုပြင်းထန်တဲ့ပြိုင်ဆိုင်မှုကဂျပန်ရဲ့ပညာရေးစနစ်ကိုကမ္ဘာမှာထိတ်တန့်ရောက်စေတဲ့အကြောင်းရင်းတွေကတစ်ခုပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာနာမည်ကြီးပြီးတော့ထိတ်တန့်စည်းရင်းဝင်တဲ့တက္ကသိုလ်တွေအများကြီးရှိပါတယ်။သူတို့တွေကကမ္ဘာအဆင့်မီပညာရေးအရေးသွေးနဲ့သုတေသနလုပ်ငန်းတွေကြောင်းနာမည်ကျော်ကြားပါတယ်။ထိတ်တန့်တက္ကသိုလ်တွေကတော့တိုကျိုတက္ကသိုလ်၊ကျိုတိုတက္ကသိုလ်၊အိုဆာကာတက္ကသိုလ်တိုကျိုနီးပညာတက္ကသိုလ်တို့ပဲဖြစ်ပါတယ်။ ဂျပန်တက္ကသိုလ်ရဲ့ထူးခြားချက်ကတော့တင်းကျပ်တဲ့ဝင်ခွင့်စနစ်ကြောင့်ဝင်ရောက်ဖို့ခက်ခဲပေမယ့်ဝင်ပြီးသွားတဲ့အခါမှာတော့အရေးသိမြင်မာတဲ့ပညာရေးကိုသင်ကြားနိုင်တာပဲဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုကတော့နှစ်ပေါင်းများစွာကတည်းကတည်ရှိလာခဲ့တဲ့အရိုးရာဓလေ့တွေနဲ့ခေတ်သစ်အလေ့အထတွေပေါင်းစပ်ထားတာကြောင့်အလွန်ထူးခြားပါတယ်။ဂျပန်လူမျိုးတွေဟာယဉ်ကျေးသိမ်မွေ့မှုကိုအလွန်အလေးထားပါတယ်။လေးစားကြောင်းပြတဲ့အခါခါညို့အယိုတည်ပေးတာ အများသောနေရာတွေမှာတိတ်ဆိတ်စွာနေထိုင်တာတွေကသူတို့ရဲ့ထူးခြားတဲ့အလေအထားတွေပဲဖြစ်ပါတယ်တန်ရှင်းမှုကိုအလေးထားတဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးတော့လမ်းတွေအများသောနေရာတွေကအမြဲလိုလိုတန်ရှင်းနေတတ်ပါတယ်။အမိုက်တွေကိုလည်းစနစ်တကျခွဲခြားပြီးစွန့်ပစ်လေးရှိပါတယ်။ဒါကဂျပန်နိုင်ငံရဲ့ထူးခြားတဲ့အရေးကြီးမှုတွေပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတခြားနိုင်ငံတွေနဲ့ကွဲပြားတဲ့အရေးကြီးမှုရှိပါတယ်။ဒါကတော့အစားအသောက်ယဉ်ကျေးမှုဖြစ်ပြီးတော့ဂျပန်မှာခေါက်ဆွဲစားတဲ့အခါအသံမြေအောင်စားတာကစားကောင်းချောင်းပြတ်တာတဲ့ယဉ်ကျေးမှုအမှုရာတစ်ခုဖြစ်ပါတယ်။အစားမစားမီစားပါတော့မယ်လို့ပြောဆိုခြင်းကလည်းဂျပန်နိုင်ငံရဲ့ထူးခြားတဲ့အစားအသောက်ယဉ်ကျေးမှုပဲဖြစ်ပါတယ်။ရှိဟောင်းယူရီနဲ့ခေတ္တအလီထာရီကိုစနစ်တကျပေါင်းဆက်ထားပြီးတော့စီကန်းဂုံတိတ်ခါနဲ့တခြားသူကိုလေးစားမှုတို့ကိုအလေးပေးထားတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒီလိုယဉ်ကျေးမှုထွန်းကားတာကြောင့်နိုင်ငံသားသားခီးသွားတွေကဂျပန်နိုင်ငံအကြောင်းကိုစိတ်ဝင်စားလာခဲ့ကြပါတယ်။ခီးသွားတွေများလာတာနဲ့အမျှခီးသွားလုပ်ငန်းတွေကလည်းအလွန်တိုးတက်လာပါတယ်။ဂျပန်နိုင်ငံရဲ့ခီးသွားလုပ်ငန်းကနှစ်စဉ်တိုးတက်နေပြီးတော့ကမ္ဘာလက်ခီးသွားတွေကိုအဓိကဆွေးဆောင်နိုင်တဲ့အချက်တွေအများပြားရှိနေပါတယ်။တဘာဝအလှပများခင်မီနီးပညာနဲ့မြို့ကြီးများထူးခြားတဲ့ယဉ်ကျေးမှုတွေကခီးသွားတွေကိုဆွေးဆောင်နေပါတယ်။ ဖူကြီးကြောင့်လို့အထင်ကရတောင်တွေပန်းတိခွပင်တွေပွင့်တဲ့ဆောက်ကူရာရသည်။ဆောင်းနေမှာနှင်းဖုံးနေတဲ့မြင်ကွင်းတွေနဲ့ရေပူစမ်းတို့ကခီးသွားတွေကိုအထူးဆွေးဆောင်နိုင်ပါတယ်။ကျိုတိုလိုမျိုးတွေမှာတော့ရှီဟောင်းဖျားကြောင့်တွေရိုးရဥယျာဉ်တွေရဲတိုက်တွေနဲ့မူရင်းဂျပန်ရင်ကျင်းမှုကိုတွေ့မြင်နိုင်ပါတယ်။ နောက်ထပ်ခီးတော်တွေကိုဆွဲဆောင်နေတဲ့အရာတွေရှိပြီးတော့ရိုးရလက်မှုပညာတွေအစာတောက်ဆူရှိရာမန်နဲ့စားတောက်မှုပုံစံတွေဝစ်စားဆင်ရမှုပုံစံတွေကီမိုလိုစတာတွေကခီးတော်တွေကိုဆွဲဆောင်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ဒါ့အပြင်အဓိကဆွဲဆောင်နေတဲ့အရာတစ်ခုရှိပါသေးတယ်။ဒါကတော့ enemy တွေပဲဖြစ်ပါတယ်။ enemy တွေကြောင့်ဂျပန်နိုင်ငံကခီးတော်တွေကိုဆွဲဆောင်နိုင်တယ်လို့ နိုင်ငံရေးစီးပွားရေးမှာလည်းတရောင်းတနေရာကနေပါဝင်နေရပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာခီးသွွားလုပ်ငန်းတွေအတွက် enemy လွှမ်းမိုးမှုကအလုံးအရေးကြီးပါတယ်။ enemy ကိုကြိုက်တဲ့သူတွေအတွက်ခီးသွွားခြင်းရဲ့အဓိကအကြောင်းအရာတွေကတစ်ခုဖြစ်လာပါတယ်။ဇလန်နောက်ခံနေရာများသို့သွားရောက်တဲ့ပတ်ချင်းအရင်ကခီးသွားတွေတိတ်မလာကြတဲ့မျိုးလေးတွေက enemy စကားတွေကြောင့်လူသိများလာခဲ့ပြီးတော့ ဒေသအတွင်းစီးပွားရေးလိမ့်တိုးတက်လာခဲ့ပါတယ်။ NMI ဟာဂျပန်နိုင်ငံရဲ့စီးပွားရေးနဲ့ရင်းချမှုကိုကမ္ဘာနဲ့ပြန်ပွားစေတဲ့အရာတွေကတစ်ခုပဲဖြစ်ပါတယ်။ NMI မှာကန်ပြည်သက်တွေအတွက်အထူးထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေအထူးစီစဉ်တွေကဂျပန်ခီးသောလုပ်ငန်းတွေအတွက်ထူးခြားတဲ့အားသာချက်တစ်ခုဖြစ်လာပါတယ်။နိုင်ငံသားဝင်ငွေရရှိမှုတိုးတက်လာစေတဲ့အပြင်ခီးသောနဲ့ဆက်စပ်တဲ့ hotel စားတောက်ဆိုင်လက်မှုပညာနဲ့အမတ်ကြီးအပစ္စည်းရောင်းချတဲ့လုပ်ငန်းတွေအတွက်လည်းအလုတ်ကင်ခွင့်လန်းတွေဖန်တီးပေးပါတယ်။ ဂျပန်နိုင်ငံရဲ့လက်ရှိအခြေအနေကတော့စီးပွားရေးကအရင်ကလိုတဟုန်ထိုးတိုးတက်နေတာမျိုးမဟုတ်ဖ ೇನೆ တဖြည်းဖြည်းနှေးကွေးလာနေပါတယ်အဓိကအကြောင်းရင်းကတော့တက်ကြီးလူရေးပုံမှုများပြားလာခြင်းကမ္ဘာစီးပွားရေးခြေအနေမတည်မငြိမ်ဖြစ်ခြင်းနဲ့ရန်ငွေတန်ဖိုးကျဆင်းခြင်းတို့ကြောင့်ပါဒါပေမဲ့ဤပညာနဲ့ဆက်ရုပ်လုပ်ငန်းတွေမှာတော့ဆက်လက်ဦးဆောင်နေစေဖြစ်ပါတယ် ငွေဖွားနှုန်းကျဆင်းပြီးတော့အသက်ကြီးရွယ်ဦးတွေများပြားလာတဲ့အတွက်အလုံသမားရှာပါမှုလူမှုဖူလုံရေးစနစ်အတွက်အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကဂျပန်ရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါ။ဂျပန်နိုင်ငံမှာလက်တလောနှစ်တွေအတွင်းဝင်ကြီးချုပ်ရာထူးအပြောင်းအလဲတွေမကြာခဏဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့အုပ်ချုပ်တဲ့ပါတီကတော့နိုင်ငံရေးတည်ငြိမ်မှုကိုထိန်းချနေစေဖြစ်ပါတယ်။ဂျပန်ကငြိမ်းချမ်းရေးကိုအလေးထားတဲ့နိုင်ငံဖြစ်ပေမဲ့ဒေသတွင်းလုံခြုံရေးအတွက်အမေရိကန်နဲ့ပုံမှန်နီးကပ်စွာပူးပေါင်းဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ ခြုံပြောရရင်ဂျပန်ကယဉ်ကျေးမှုအမှုအနှစ်တွေနဲ့ခေတ်သစ်နည်းပညာတွေကြားမှာဟန်ကျက်ညီအောင်စူးစမ်းနေပြီးတော့လူဦးရေနဲ့စီးပွားရေးစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြည့်ရှင်းနေတဲ့အခြေအနေမှာရှိနေပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံရဲ့စီကံရှိမှုအလို့ပေါ်စိတ်ပါဝင်စားမှုနဲ့ပြောင်းလဲလာတဲ့အခြေအနေတွေကိုလည်းရောညှိထွေဖြစ်အောင်နေထိုင်တတ်မှုတွေကြောင့်ဒီစိန်ခေါ်မှုတွေကိုကြော်လွှားနိုင်လိမ့်မယ်လို့ယုံကြည်ရပါတယ်။အခုဆိုရင်တော့ဂျပန်နိုင်ငံရဲ့စိတ်ဝင်စားဖွယ်ရအကြောင်းတွေကိုကမ္ဘာလဲဒဏ်ရာရီအစည်းအဝေးကနေပြဝေပေးသွားတာပဲဖြစ်ပါတယ်။ ။နောက်ရက်တွေမှာလည်းဘယ်နိုင်ငံရဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားအောင်မလဲဆိုတာကိုကမ္ဘာလှည့်ထိုင်ရာတွေကိုဆက်လက်ဆောင်မြောကြည့်ရှုပေးပါအောင်ရှင်။ဆက်လက်တင်ဆက်မယ့်အပိုင်းတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။